မင်္ဂလာပါတီချက်တီနာဖြစ်ပါတယ်တီချက်တီနေ့တင်မာက grade 12 maths ရဲ့ chapter 10 method of integration အပိုင်းမှာဒီနေ့သင်မယ့်ခေါင်းစဉ်က integration by parts ဖြစ်ပါတယ်အဲ့တော့တီချက်တို့အရင်ဆုံးနှိုးရမှာကရှေ့မှာတီချက်တို့သင်ပြီးခဲ့တဲ့နံပါတ်1စစ်ကဒီ chapter 10လေးမှာကပါတယ်လေ integrate လောက်ပါလို့ပဲပြောမှာ chapter တစ်ခုလုံးอ่ะเนาะအဲ့ဆိုတော့ integrate လောက်ပါဆိုအရင်ဆုံးကြည့်တာက formula နဲ့ integrate download လို့ရသလားလို့ကြည့်မယ်အတိတ်ဘက်က အဓိပ္ပာယ်ကဘာလဲ x ကို greater ရင် x square by 2 power ဆိုရင်ပေါ့နော် power ဆိုရင်တစ်ပေါင်းစာနော်အဲ power ဆိုတစ်ပေါင်းစာပြီးရင်ဘာဖြစ်မလဲ e power x ကို greater e power x နော်အဲအဲ့ဒီ formula လေးနဲ့ sin ကို greater ရင် minus cos cos ကို greater ရင် sin အဲ့ဒီပုံစံလေးတွေပေါ့နော်ဓာတ်ရိုက်ရှိတဲ့ဟာလေးတွေရှိလာလို့ကြည့်မယ် formula နဲ့ဓာတ်ရိုက် greater လို့ရလားကြည့်အဲ့ဒါ number 1အဆင့်နံပါတ်2အဆင့်ကကြတော့ formula နဲ့ဓာတ်ရိုက် greater လို့မရဘူး မရဘူးဆိုပေမဲ့အဲ့ဒီပေးထားတဲ့ formula ကိုတချို့ကချိန်လိုက်မယ်နော်ချိန်လိုက်မယ်ပြောင်းလိုက်တဲ့အခါရသွားတယ်ဆိုရင်အဲ့ဒါ transformation method ဖြစ်တယ် transform လုပ်ပြီးတွက်မယ် do number 3 number 3ရပါသင်ခဲ့ရလဲ substitution method နော် substitution method မှာကြတော့တချို့ကပါလဲအမြောက်နဲ့အစာဆိုရင် downgrade လို့မရတာเนาะအမြောက်နဲ့အစာဒါဆိုရင်အမြောက်မှာဆိုရင်တစ်ခုကို grade လိုက်လို့ကြံတစ်ခုကဒီထဲမှာပဲပြန်ရှိတယ်ဆိုရင် substitution ဖြစ်တဲ့ယူထားပြီးတွက်မယ်။နောက်တစ်ခုကကြတော့ခြေရှိပ်ဝေရ LN mod ခြေပေါ့နော်။ပိုင်းခြေကိုရှိရင်ပိုင်းဝေပြန်ရတယ်ဆိုရင်ဒါအစားအတွက်ကအဲ့ဒါတွက်မယ်။ဒါ substitution method ။အခုဒီ၃မျိုးတည်းကနေ၃ခုလုံးမရဘူးဆိုရင်မသုံးလဲဆိုတော့ integration fine parts သုံးမယ်ပေါ့နော်။ integration fine parts ကဘယ်လိုလဲဆိုတော့တခြားတို့ပေးထားတဲ့နှစ်ခုနော်။ပေးထားတဲ့နှစ်ခုကအမြောက်ပေါ့။ နော်နှစ်ခုအမြောက်အမြောက်ပေးထားတယ်အဲ့ဒီအမြောက်ပေးထားတဲ့ထဲမှာကတစ်ခုကိုရှိတ်လိုက်ပြင်မဲ့ကြံတဲ့တစ်ခုကဒီထဲမှာပြန်ပြီးမရှိနေဘူးနော်မရှိနေဘူးအဖြစ်ပြန်မရဘူးပေါ့အဲ့ဒါမျိုးဆိုရင်ဒီချက်တော့ဘာလုပ်ပေးမလဲဆိုတော့ရှိနေတဲ့ဒီနှစ်ခုပေါ့ချက်တော့ကမြောက်မှာမလား A ရယ် B ရယ်ဆိုရယ် function တစ်ခုမြောက်မှာဆိုပါစို့ဒါဆို A function ကိုရှိတ်လိုက်ရင်လည်း B function မရသလို B function ကိုရှိတ်လိုက်ရင်လည်း A function မရဘူးမရတဲ့အခါမျိုးမှာဒီချက်တော့ဘာလုပ်မလဲ A ကို တခုကိုယူထားတခုကို db ထားမှာเนาะတခုကိုယူထားတခုကို db ထားမှာဒီ substitution မှာတော့ယူပဲထားတာเนาะယူပဲထားတာဒီမှာကျတော့တခုကိုယူထားတခုကို db ထားမယ်ယူထားတဲ့ကောင်ကိုရှိမ့်မယ် db ထားတဲ့ကောင်ကို grade မယ်အဲ့တော့ you shape db grade เนาะ you shape db grade ပြီးရင် မပြန်လုံးလဲဆိုတော့ကျတော့ပြန်အစားသွင်းပြီးရင်ယူလိုပဲပေါ့နော်ပြန်အစားသွင်းပြီးရင်ကဏန်ရှင်းလိုက်ရသွားပြီပေါ့အဲ့ဒါဆိုရင်အဲ့ဒီမှာတခုကြည့်ရမှာက U shape DB grade ဆိုတဲ့အတွက် you ကရှိတ်တယ်ဆိုတာဟာတီချာရဲ့သဘောတရားဒီ differentiate လုပ်လိုက်ရင်အဖြေဒီတန်ဖိုးကညော့သွားတာဖြစ်တယ်နော်ညော့သွားတာဆိုဥပမာ x cube ကိုရှိန်မယ်နော် x cube ကိုရှိန်ရင်ဘာရလဲ x square မှလား 3x square ဒါဆိုသူ့ထပ်ရှိမယ်နော်သူ့ထပ်ရှိမယ်ဆိုရင်3 4 6ဆိုတော့ 6x တခါသူ့ထပ်ရှိမယ်ဆိုရင် 6x ကိုရှိတော့6ငယ်သွားတာ function ညော့သွားတာ x မကြံတော့ဘူးနားလဲလားညော့သွားတာဒါကြောင့်မလို့ integrate ကကြတော့တိုးလာတာ integrate ကပါလေတိုးလာတာအဲ့ဒါဆိုရင်ဒီချက်ကနှစ်ခုမြောက်နေရင် grade လို့မရတာလေမြောက်နေတချို့ကတန်း grade လို့မရတာအဲ့ဒါဆိုရင်တချို့ကမြောက်နေတာတန်း grade လို့မရဒီမြောက်နေတဲ့ function တစ်ခုယော့သွားဖို့အတွက် chain နဲ့ဆိုတဲ့သဘောတရားကိုသိရမှာနော်နှစ်ခုမြောက်ထားတာကိုမလုပ်တာလေယော့သွားစေချင်တာအမြောက်ပြုတ်သွားစေချင်တာအဲ့ဒါဆိုရင်တချို့က grade လို့ရအောင်ပြင်တာဖြစ်တဲ့အတွက်ယော့သွားမဲ့ gain ကို differentiate ထားမှာနော် ညော့သွားမဲ့ဂိမ်းဘာလုံးလဲ differentiate ထားမယ်အဓိကအဖြစ် x နဲ့တခြားဟာတွေနဲ့ညောက်ထားတဲ့ဆိုရင် x ကိုရှိတ်လိုက်ဒါဆို x ကိုရှိရင်1ရသွားမှာဆိုတော့ function မပြုတ်သွားဘူးလားပြုတ်သွားတယ်အဲ့ဒီသဘောတရားနားလည်ရမှာเนาะ x ကိုရှိတ်လိုက်ညော့သွားမှာဆို1နဲ့ပဲ x ပဲရှိတော့ရနောက်က function ဒီတစ်ခုပဲကျန်မှာဟုတ်ဒါဆိုတကယ်တော့ great လို့ရသွားပြီလေအမြောက်ပြုတ်သွားဖို့လိုတာ နားလည်မယ်နော်တမ်းမြောက်လို့မရတဲ့အတွက်အမြောက်ပြုတ်သွားဖို့လိုတာမို့လို့ငယ်သွားစီကျင်နာကိုယူထားရှိတ်ပါနော်ငယ်သွားစီကျင်နာကိုရှိတ်ကျန်နာကို great ပေါ့နော်ကျန်နာကို great ဒါဆိုရင်အဲ့ဒီမှာတစ်ချက်ထပ်မှတ်ရမှာကတစ်ချက်တော့နှစ်ခုမှပြီးရင်တစ်ခုရှိတာက x ရဲ့ ln ရဲ့မြောက်တာဆိုရင်တော့ ln x ဒီ integrate မှာ formula မရှိဘူး ဒါဆိုအဲ့လို formula မရှိတဲ့ဟာကိုကြတော့ gradient ဟာထားလို့မရတော့တဲ့အခါမျိုးမှာတော့ ln x ကို shape ပေါ့ယူထား x ကို grade မှာနားလည်မယ်နော်တီချာလေးနားထောင်နော်တကြောနဲ့မရနှစ်ကြောလောက်နားထောင်ဒါဆိုကလေးတို့ကောင်းကောင်းကိုကိုပြပြမလုပ်ရမလဲဆိုတဲ့သဘောတရားကိုတမ်းမြင်သွားတတ်လိမ့်မယ်နော်ကဲအဲ့ဒါဆိုအဲ့ဒီဟာပြောပြီးပြီး ဆိုတော့အဲ့ဒီမှာအဓိကဒီ UNDP ကိုရွေးချယ်တတ်ဖို့လိုတာ UNDP ကိုရွေးချယ်တတ်မယ်ဘယ်ဟာရှိပ်ပြီးဘယ်ဟာ great လို့လွှဲမယ်ဆိုတာကိုရွေးချယ်တတ်ရင် integration by parts ကလွှဲသွားမှာဖြစ်တယ်เนาะအဲပြီးရင်အဲ့ဒါလေးပြန်ပြောမယ်เนาะနံပါတ်1အဆင့်ကတချို့တို့က integration by parts ကိုတုံးတဲ့အခါမှာမြောက်လက်ဒီငယ်သွားစေခြင်းနဲ့ယော့သွားမဲ့ဟာယော့သွားရင်တံပိုးပြောင်းသွားမဲ့ဟာလေးကိုရှိပ်ယူထားเนาะ ြီးရင်ကြံနာကိုတီးပြီးထားပြီး great နော်ပြီးရင်နံပါတ်1အဆင့်နံပါတ်1အဆင့်အကြတော့တချို့က LN နဲ့သွားတွဲထားတယ်ဆိုရင်နော် LN နဲ့တွဲထားတယ်ဆိုရင် LND great လို့မရတဲ့အတွက် LN ကိုဘာပဲထားယူထားနော် shape ပဲ shape ပါပြီးရင်နံပါတ်3အဆင့်တချို့ကပထမတဆင့်သည် shape great ဆိုရင်ယော့သွားမှာဖြစ်တဲ့အတွက်အဖြေရထွက်သွားမှာအဖြေထွက်သွားမှာခုနပြောပြီးပြီနော်ယော့သွားမှာရှိတ်လိုက်ရင် ဲ့လိုမျိုးရော့မသွားဘဲနဲ့တချို့ရဲ့ဒီ integration by parts formula ကိုသုံးပြီးသွားတော့ညာလဲပဲအောက်မှာကိုရလိုက်တဲ့ integration နောက်ဆုံးအဖြေလေးဟာနော် function နှစ်ခုပဲဆက်ရနေတယ်ဆိုပါစို့နော်ဒီလိုပဲပြန်ကြံနေတယ်ဒါမှမဟုတ် integrate sin x e power x d လို့ပြန်ကြံနေတယ်။ဒါဆိုအမြောက်ကအမြောက်ပဲမပြောက်သွားဘူးနော်။အဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်ဒီစရောကဘာလုပ်ရမလဲ။နှစ်ဆင့်သုံးရမယ်။ integration by parts ကိုနှစ်ဆင့်သုံးပါလို့မှတ်ထား။အဲ့ဒါ integration by parts ရဲ့နည်းပဲ။ရမယ်နော်။အဲ့ဒါဆိုရင်တစ်ခေါက်မရရင်နှစ်ကြော၃ကြောဒီ notes လေးကိုနားထောင်။အဲ့ဒါဆိုရသွားမယ်။ကဲအဲ့တော့ ဘလို့ထားရမယ်ဘသူ့ကိုယူထားတဲ့နဲ့ဘသူ့ကိုဒီဗီထားတဲ့နဲ့ဆိုတာဒီမှာရှင်းပြခဲ့ပြီးပြီအဲ့တော့သူ့ရဲ့ formula လေးက integral udv equal to uv minus integral vdu နော်ပြန်ပြောမယ် integral udv equal to uv minus integral vdu ပြီးရင် teacher က grade တဲ့အခါမှာ u ဆိုရင် dv မှတ်နေလေနော် v ဆိုရင် du နော်ဒီမှာ u နဲ့ v နဲ့ကိုမြောက်တယ်အဲ့တော့အဲ့ဒါ formula အဲ့ဒီ formula ရပြီးရင်ဒီရှင်တို့ဘာသုံးမှာလဲ u နဲ့ v ထားမယ် u နဲ့ v ထားပြီး step 1အနေနဲ့က u နဲ့ db နဲ့ထားထားပြီးရင် u ကို shape db ကို grade ပြီးရင် substitution လုပ်เนาะအစားတွင်ပြီးရင် simplify ရှင်းလိုက်ရသွားပြီတဲ့ဒါသူရဲ့အတွက်နီးเนาะရမယ်เนาะကဲအဲ့ဒါဆိုဒီရှင်တို့ example လေးကြည့်ရအောင် example 8လေးမှာက evaluate the following integral နော်တွက်ထုတ်ခိုင်းနေအဲ့တော့ဒီမှာအလုံးဒီ integrate လောက်ပါလို့ပဲပါမှာကိုပါကိုဘယ် formula တုံးရမလဲဆိုတာကိုခွဲဖို့လိုတာအဲ့တော့ဒီမှာကြည့်လိုက်တာနဲ့အမြောက်ဖြစ်နေပြီဆိုတဲ့အတွက်အမြောက်ဆိုရင်ဒီချက်တို့ grade လို့မရတော့ဘူး formula ကနော် simple integral ရဲ့ integration direct grade လို့မရဘူးနော်အဲ့တော့ formula နဲ့ direct grade လို့မရရင်ခုနကအတိုင်းတချက်တို့ရဲ့ method တွေတုံးမယ် ဒါဆို method တီတုံးမယ်ဆိုသူ့ကိုကြည့်လိုက်တော့တချို့တော့ x ကိုရှိရင် x ပြန်မရဘူးเนาะဒါဆိုရင်တချို့ဘာတုံးလို့မရဘူးလေတခုရှိလိုက်ရင်လည်းအဖြေဒီဒီထဲမှာပြန်မရဘူးเนาะအဲ့ဒါဆိုရင် integration အပေါ် method တုံးခုတုံးလို့မရအောင်เนาะဓာတ်ရိုက်လည်း grade လို့မရဘူးပြီးရင် transform လုပ်လို့လည်းမရဘူး substitution လုပ်ဖို့တစ်ခုရှိရင်လည်းတစ်ခုပြန်မရဘူး။ဒါကြောင့်မလို့သူ့ကိုတချို့က integration point paths ကိုသုံးမယ်။ integration point paths ကိုသုံးမယ်ဆိုရင်ခုနကတချို့ပြောခဲ့ပြီးအမြောက်မှာ x နဲ့တွဲထားပြီး x နဲ့မြောက်တယ်ဆိုရင်အဲ့ဒီ x ကိုဘာပဲထားလိုက် u ပဲထားလိုက်။ဒါကြောင့်မလို့ let နော် u အနေနဲ့ဘာတို့ထား x ကိုထားပြီးရင် dv နော် dv ကိုဘာတို့ထား e power x dx เนาะနပိုင်းခွဲလိုက်တာเนาะ x နဲ့ e power x dx နဲ့ကိုခွဲလိုက်တာဒါဆိုရင်ဒီချေတော့ u ကိုရှိတ်မှာ dv ကို great မှာဖြစ်တယ်ဒါဆို u ကိုရှိတ်ဆိုတော့ du equal to x ကိုရှိတ်တာ1မို့လို့1 dx เนาะ1ကထည့်ရေးလဲရတယ်မထည့်ရေးလဲရတယ်1 dx ရသွားပြီဒါဆိုရင်ဒီချေတော့ဒါကတခုအစားအသွင်းမို့ရပြီပြီးရင် integral integrate db equal to integrate e power x dx ဆိုတော့ integrate db ဆိုတာက1ရှိတယ်မြောက်ဖို့ခိုင်းလေးရနော်အဲဆိုတော့1ကို grade ရင်ပါရလဲ db နဲ့ greater ဆို v equal to နော် integrate db က v ဒီဘက်ကကျတော့ integrate e power x dx ဆိုတော့ e power x ကို grade ရင် e power x ပဲရတယ်နော် e power x ပဲရတယ်ဒီမှာ plus c တိချက်မထည့်သေးဘူး ဘာလို့လဲအောက်ဆုံးအဖြေမှာမထည့်မယ်နော်ဘာလို့လဲဆိုတော့ကျေတို့ကခုန integration by parts လေးကိုသုံးတဲ့အခါမှာ integrate ထပ်လုပ်ရမှာဖြစ်တဲ့အတွက် plus c ကိုအဲ့ဒီခါကျမှထည့်မယ်နောက်ဆိုရင်ဒီချက်ဒါ formula ဆိုလို့ရပြီနော် formula ဆိုလို့ရပြီဆိုဆိုလိုက်အောင်လိုက်ဆိုမှ formula လေးရနေမှာကလေးတို့အဆင်ပြေမှာနော်ဆိုတော့ integrate udv equal to uv minus integrate vdu နော်အဲ့တော့တစ်ခေါက်ရေးမယ် integrate udv equal to uv minus integral vdu အဲ့ဒါဆိုရင်ဒီချက်က integral udv ဆိုတာဒီ u ထားခဲ့တာရဲ့ dv ထားခဲ့တာရဲ့ကိုပေါင်းကြီးမှာနော်မြောင်းမှာဆိုတော့အဲ့ဒါဒီဘာပြန်ရတာလဲဆိုတော့ u နဲ့ dv ထားခဲ့တာဒီပုံစံမဟုတ်ဘူးလားဒါဆိုပုံစံပြန်ရမှာနော် u က x dv က e power x dx เนาะအဲ့တော့ပုံစံပြန်ရေး equal to udv uv ဆိုတဲ့အတွက် u က x v ကอีပါဝါ x เนาะ minus integral v du လို့ပြောတဲ့အတွက် v v ကอีပါဝါ x เนาะပြီးရင် du က 1dx ဆိုတော့ dx ပဲပေါ့နော် dx ဒါရပြီရပြီဆိုသူ့ဆက်ရှင်ဆိုတာဒီဘက်ဒီမေးခွန်းဖြစ်တဲ့အတွက်သူ့ရှင်းစရာမလိုဘူးတခြားတော့ဘာလို့ပဲရှင်းရမှာလဲ right hand side ကိုရှင်းလိုက်ရင် graded အဖြစ်ရသွားမှာအဲ့ဒါဆိုတော့ဒီက udb ထား ubd x e power x ပဲဖြစ်တဲ့အတွက် तू ကဘာမှလုပ်စရာမလိုဘူးဒီက integral sign ပါနေတာလေးကို ठ ကရိတ်မှာဖြစ်တယ် e power x ကို great ရင် e power x ပဲဒီမှာမှာ plus c ထည့်မိတာ तू ရဲ့အဖြေပဲနားလဲပြီလားရမယ်နော်ကဲအဲ့ဒါဆိုနံပါတ် b လေးကိုဒီချက်တော့ဆက်ကြည့်မယ်နော်ဟိုက ln x ဆိုရင်ဒီချက်တော့မှာ great လို့ formula မရှိဘူးနော် simple integral မဖြစ်ဘူးမဖြစ်တဲ့အတွက်ဒီချက်တော့ဒီမှာသူ့ကိုမြင်ရမှာကဘယ်လိုမြင်ရမလဲ integral 1 into ln x DX လို့မြင်ရမှာ။ဒါကြောင့်လည်းမြောက်ဖို့ကိန်းဝမ်းရှိတယ်။ဒါဆိုရင် UDB ထားရမှာဖြစ်တဲ့အတွက်နော် UDB ထားမှာဖြစ်တဲ့အတွက် LNX ဒီ grade လို့မရတာဖြစ်လို့အဲ့ဒီ LNX ကိုဘာလို့မလဲယူထားရတော့မှာနော် let u equal to the LNX နော်ခုနပြောခဲ့တယ်နော်ပြီးရင်ကြံနေတာဒီ DB ဖြစ်တဲ့အတွက်1 DX ဒီ DB နော်အဲဒါကြောင့်မလို့ DX ပဲပေါ့ ဆိုတော့ db equal to 1dx လို့ရေးရေး dx လို့ရေးရေးရတယ်เนาะအဲ့ဒါဆိုရင်ဒီဘက်က u ကိုရှိတ်မှာဖြစ်တဲ့အတွက် du equal to ln x ကိုရှိတ်ရင် 1x dx ကိုဒီဘက်ကိုမြောက် integrate db เนาะ integrate db equal to integrate dx အဲ့တော့ db ကိုရှိတ်တာက b sorry greater က b integrate dx က x เนาะအဲ့ဒါဆိုတချို့ရသွားပြီဆိုတော့အစားသွင်းလို့ရပြီ အစားသွင်းလို့ရပြီဆိုတော့ integral udv equal to uv minus integral v du အဲ့တော့ဒီဘက်ချမ်းဒီပုံစံပြန်ဖြစ်သွားမှာဖြစ်တဲ့အတွက် ln x ပဲနော်1 ln x dx equal to u u ကပါလေ ln x ထားခဲ့တယ်နော် u က ln x ပြီးရင် v က x into x minus integral v က x ဒီယူနီယာမှာ1 by x dx နော် into 1 by x dx ဒါဆိုဒီချက်တို့ x နဲ့ x နဲ့ကကြည်သွားတယ်ဆိုတော့ဘာရမလဲချက်အပေါ်နားလေးတူရေးလိုက်မယ်နော် equal to ကလေးတို့အောက်မှာဆက်ရေးနော်ဒီပဲ right hand side ပဲဆက်ရှင်းရမှာလို့ပြောပြီးသားနော်ဆိုတော့ x ln x အဖြစ်ဒီ x လေးကိုဒီကိုပို့လိုက်နော် x ကိုအရှိမထားလိုက် x ln x minus integral 1 dx ဖြစ်သွားတယ်เนาะ1 dx ဆိုတော့ဘာရလဲ x ရတဲ့အတွက်1ကို greater ရင် x c ပေါ့ဒါဆိုဒီချက်တို့အဖြစ်ရသွားပြီနားလည်မယ်เนาะအဲ့တော့ခုနခွဲတဲ့နီးလေးကဒီချက်ပြောပြသားဖြစ်တယ် ln ပါပြီဆို ln degree လို့မရတာဖြစ်တဲ့အတွက် ln ကိုယူထားပြီးရှိပ်ပြီးမှဖြစ်တယ်လို့သိရမယ်เนาะကြာဟုတ်ပြီ c လေးဆက်ကြည့်ရအောင်အဲ့တော့ c မှာဘာပေးထားလဲเนาะ x နဲ့ cos x ဒါဆိုရင်ဒီချက်အရှိမပြောပြီးပြီ x ပါတယ်ဆိုတော့ x လေးကို u ပဲထားလို့ပြောထားတဲ့အတွက် x d u ဖြစ်ရင် cos x dx d dv ဖြစ်မှာเนาะဒါကြောင့်မလို့ let u က x ဖြစ်မယ်အဲ့တော့ကျန်နေတဲ့ cos x dx က dv ပေါ့เนาะအဲ့တော့ dv equal to d cos x dx အဲ့ဒါဆို u ကိုကရှိတ်မှာဖြစ်တဲ့အတွက် du equal to x ကိုရှိတ်တာ1 dx နဲ့လာမြောက်ပြီးရင် integrate dv equal to integral cos x dx เนาะဆိုတော့ dv နဲ့ greater က v เนาะ1ကို greater က v cos ကို greater ရင် sin เนาะ cos ကို greater ရင် sin x plus ရအောင်မှထည့်မယ် formula ရေးမယ် integral u dv equal to uv minus integral vdu ဒီချက်ဆိုတိုင်းကလေးလို့လဲတစ်ခေါက်လိုက်ဆိုเนาะ formula လေးတွေကြည်နေမှအဆင်ပြေတာဖြစ်တယ်เนาะဆိုတော့ဒီဘက်ဒီပုံစံဖြစ်သွားမှာဖြစ်တဲ့အတွက် integral x cos x dx เนาะ equal to u ဆိုတော့ u လေးက x เนาะ v ဆိုတော့ sin x minus integral vdu လို့ပြောတဲ့အတွက် integral v sin x BDU မဟုတ်လို့ DU နေရာမှာပါလဲ DX နော် DU နေရာမှာ DX အဲ့ဒါဆိုရင် teacher တို့ဒီဘက် right hand side လေးကို section ဆိုတော့ xi x က grade ဆရာမလို့တော့ဘူးနောက်က integral sign ပါတာလေးကို grade မယ် sign ကို grade ရင် minus cos ဒါဆိုဒီရှိက minus တင် minus minus ပို့လို့ plus ဖြစ်သွားမယ် cos x plus c လို့ဖြစ်သွားတယ်နော်အဲ့ဆို teacher တို့အဖြေရသွားပြီ xi x plus cos x plus c အဲ့တော့ဒီမှာကလေးတို့ရဲ့အဖြေကိုမလုပ်လို့ရလဲဆိုတော့စစ်ကြည့်လို့ရတယ်စစ်ကြည့်လို့ရတယ်ဆိုတော့ကိုဂရိတ်ထားတာမှန်မမှန်ဆိုတာလေးအဖြေပေါ့ဒီနောက်ဆုံးနောက်ဆုံးတီချာတို့ဒီအဖြေလေးရသွားတဲ့အစင်ဟုတ်မဟုတ်လေးကိုဘယ်လိုစစ်လို့ရတယ်လဲဆိုတော့တီချာတို့က x ကိုရှိမ့်မယ်မလားပြီးရင် cos a ကို grade မှာမလားဒါဆို x ကိုရှိရင်1เนาะဒီဘက်က cos ကို grade တော့ sin x เนาะပြီးရင်ဒီဘက်က sin ကို20 grade เนาะ နံပါတ်1အဆင့် grade တဲ့နံပါတ်2အဆင့် grade မယ်ဆိုတော့ sin ကို grade တော့ minus cos နော်ဒီလိုဖြစ်ပြီဆိုဒီချက်တော့ crossing လေးသွားလက္ခဏာကဒီအရှိဒီအမြဲတမ်းအပေါ်က plus အောက်က minus ဖြစ်တယ်ဒီလိုသွားမယ်နော်ဒီလိုမြောက်မယ်နောက်ဆို x နဲ့ cos x နဲ့မြောက် sorry x နဲ့ sin x နဲ့မြောက်တဲ့အတွက် x sin x နော်ပြီးရင် minus 1နဲ့ဒါနဲ့လာမြောက်မှာနောက်ဆို minus minus တော့ plus cos x နော် plus cos x အဲ့တော့ဟုတ်လားလို့ကြည့်အဖြေဒီမှာเนาะ x i x cos x c အဖြေအလိုစစ်လို့ရတယ်နားလဲလားအဲ့တော့ဒီချက်တို့ဒီလေးစက်ကြည့်ရအောင်เนาะဒီမှာကကျတော့ x နဲ့ sin x နဲ့ဒါဆို x နဲ့မြောက်ထားပြီးတခြား function ဟာ x တေးနဲ့မြောက်ထားပြီးဆိုရင် x ကိုပဲထားမှာဖြစ်တဲ့အတွက် let u equal to x ဖြစ်မယ်เนาะ u equal to x ဖြစ်မယ်ဆိုတော့ဂျန်နာဆိုတော့ဂျန်နာက db မို့လို့ db equal to ဒီဘာဖြစ်မှာလဲ sin x dx ဖြစ်မယ်ဒါဆိုရင် u ကိုရှိမှဖြစ်တဲ့အတွက် du equal to d 1 dx ဆိုတော့ dx ပဲရေးလိုက်တော့မယ် db d integral db equal to integral sin x dx เนาะအဲ့ဒါဆိုရင်ဒီဘက်က db က v sin x ကို grade မယ်เนาะ sin ကို grade တော့ cos sin operator minus cos x အစတွင်မဲ့ integral u dv equal to u v minus integral v du ကဲအဲ့ဒါဆိုဒီဘက်ကပုံစံဖြစ်တဲ့အတွက် x sin x dx u v ဆိုတာလေးအစတွင်မဲ့ sin x dx equal to the u ဘာ x v က minus cos x မို့လို့ minus c ရှေ့ပို့လိုက်မယ် cos x ပြီးရင် e, minus integral u ဆိုတော့ဒီ minus ku, no ကိုเนาะဒီချက်ဒီအရှိဥလာမြောင်းလိုက်မယ် shi, la, plus ဖြစ်သွားတယ် cos x dx no เนาะဒီ union မှာက dx နောက်ဆိုဘာလုပ်မလဲ great မယ်တဆင့် right hand side လေးကိုဆက်ရှင်းမယ်ဆိုတော့ minus x cos x plus cos ကို greater sin no sin x plus c ရသွားတယ်နော်အဲဆိုဒါလေးကိုလည်းခုနလိုပဲတစ်ချက်လို့စစ်လို့ရတယ်ဆိုရင် x ကိုရှိမ့်မယ် sin ကို break မယ် x ကိုရှိမ့်တော့ဗာရလဲ1ရတယ် sin ကို great break တော့ minus cos x ရတယ်ပြီးရင်နောက်တစ်ချိန်ထပ် great မယ်နော်နောက်တစ်ဆင့်သူ့ကိုထပ် grade မယ်ဆိုတော့ cos ကို minus ကရှိပြီးသားနော် cos ကို grade တော့ sin နောက်ဆိုရင် crossing မြောက်ဆိုရှေ့ကအပေါ်က plus အောက်က minus ဒီလိုမြောက်မယ်ဆိုတော့ x နဲ့ minus cos x နဲ့မြောက်တော့ minus x cos x minus x cos x minus 1နဲ့ minus sin x နဲ့မြောက်တော့ plus sin x နော်ဒါဆိုရင်အောက်ကအဖြေနဲ့ဘာဖြစ်သွားလဲတူသွားတယ်နော်ဒီလိုလေးစစ်လို့ရတယ်ရပြီလားဟုတ်ပြီအဲ့ဒါဆိုဒီချက်တော့ဒီ e ပေါ့နော် e ကျန်သေးတယ် တော့အဲ့ဒီမှာ minus ကိုတစ်ချက်ကအရှိမမထားခြင်းဒါလေးနေရာချိန်လို့ရတယ်နော် sin x ကိုရှေ့ပို့လိုက် sin x minus x cos x plus c ဖြစ်သွားမယ်နော်ကြည့်နောက်တစ်ပုဒ်ဆက်ကြည့်မယ် e